မင်္ဂလာပါမွန်ဂရလီဟမိတ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာပညာရှင်နာပြပြီးတော့မယ်ပုံကတော့ဒီအဖွားကြီးကျက်စီပုံစံလေးပေါ့နော်ဒီဖွားကြီးကျက်စီပုံစံလေးကလုံနည်းမျိုးမျိုးရှိတယ်ဒီနောက်ကကျိုးသိန်းနည်းလေးမျိုးမျိုးရှိတယ်ကျိုးပုံမှာမူတည်ပြီးတော့ဒီမှာကတော့ဒီပုံစံလေးလောက်ပြသွားပါမှာဒီကျိုးရဲ့အကကြတော့ဂျိုးကသူက3 rifle တားကို copy ကပ်ပြီးတော့မှလောက်ထားတဲ့ဂျိုးအနေထားပါ ဂျိုလေးကဒါဆိုထူတယ်ပေါ့နော်ထူတယ်တဲမှာပါတယ်ဒါကြောင့်မို့လို့ဒီပုံစံလေးအတိုင်းလုပ်ပြသွားပါမယ်အဲ့တော့တို့ကပထမဦးဆုံးပဇင်းသီးလေးတွေကိုအကုန်ထုံထားပါမယ်နော်ပဇင်းသီးထုံတဲ့ပုံစံကရှေ့ဗီဒီယိုမှာလုပ်ပြပေးပြီးသွားပြီပေါ့နော်အဲဆိုရင်ဒီလိုပဇင်းသီးလေးတွေအကုန်ထုံပြီးသွားပြီဆိုရင်တို့ကဒီလိုမျိုးလုပ်ဖို့အတွက်ဂျိုးရဲ့အတိုင်းဒါလေးတစ်ချက်ဖြတ်မယ်အဲ့တော့အဲ့တော့ပဇင်းသီးလေးကိုဒီက ပေတံရဲ့ထိတ်မှာပေါ့နော်ထွက်ထားလိုက်မယ်ထွက်ထားပြီးသွားတော့ဒီနေရာမှာအဲ့ဒီထိတ်ကနေပြီးတော့ဒီဘက်မှာတလက်မခွဲနော်တလက်မခွဲနေရာမှာတို့ရီခဲနာလေးနဲ့အမှတ်ကလေးမှတ်လိုက်မယ်အဲ့ဒီတလက်မခွဲအမှတ်ကနေဒီဘက်ကို50စိတ်ချက်မှတ်မယ်အဲ့ဒီ50စိတ်နေရာမှာကျိုးဖြတ်မယ်ဒါဆိုရင်ဘေးဘက်ကပုံနေတဲ့ကျိုးတွေကိုဖြတ်ပလိုက်မယ်နော်ဒီဘက်မှာလည်း ငါးစိတ်မှတ်ထားတဲ့နေရာမှာကျိုးပြမယ်။ဒါဆိုရင်ဒီဘက်ကကျိုးတွေအကုန်လုံးကိုလည်းမှတ်လေးမှတ်ထားပြီးသားကျိုးတွေလိုက်ဖြတ်လိုက်မယ်နော်။ဒါဆိုရင်ကျိုးတွေအကုန်လုံးဖြတ်ပြီးသွားပြီဆိုရင်နောက်ကဟာလေးကိုကျိုးတွေကျိုးသိမ်းတော့မယ်။အဲ့တော့ဒူတွေကငါးစိတ်မှတ်ထားတယ်အဲ့ဒီငါးစိတ်မှတ်ထားတဲ့နေရာမှာညှက်ထားတဲ့ကျိုးအစာလေးတွေမထွက်ရအောင်အထဲထဲကိုအစာတွတ်လိုက်မယ် အဲ့ဒီအစာသွတ်တာဒီဒီတလက်မခွဲမှတ်ထားတဲ့အမှတ်နဲ့ဒီဘက်ကအစာသွတ်လိုက်တဲ့အကွာဝေးဒီနှစ်စိတ်ခွဲလောက်ရှင်နှစ်စိတ်ခွဲလောက်ရှင် လုံးလောက်ပါပြီအဲ့တော့ဒီစာသွတ်ထားတဲ့အမှတ်နဲ့ဒီဘက်နဲ့နှစ်စိတ်ခွဲနော်နှစ်စိတ်ခွဲလောက်ရှိမယ်ဒါဆိုရင်ဒီဘက်ကိုလည်းသူ့အတိုင်းမဲ့အညီအထဲတွေကိုအစာသွတ်မယ် ပြီးရင်ကိုတလုတ်ထားတဲ့ဂျိုးနဲ့ဂျိုးကိုပြန်ပြီးချိန်ကြည့်မယ်။ဝင်ကြီးသွားပြီဆိုရင် တို့ကအတွင်းထဲကိုဒီလိုခောက်ထည့်လိုက်တော့မယ်။နော်ခောက်ထည့်ဖို့အတွက်တို့တွေတလမခွဲအမှတ်မှတ်ထားတဲ့နေရာအတိအကျမှာဒီလိုခောက်မယ်။ဒီလိုခောက်ထည့်ပြီးတော့အတွင်းထဲကိုဒီလိုပူလိုက်မယ်။ပူပြီးသွားပြီဆိုရင်တို့ကမြဲအောင် ပင်အလေးနဲ့ဒီလိုတစ်ချက်ထိန်ထားလိုက်နော်ဒီလိုနေထားရပြီဆိုရင် အနောက်ဘက်ကိုလှမ်းပြီးတော့အချီနဲ့တုတ်တော့မယ်အဲ့ဒီလေးဘူးစလုံးကို ဥတဲ့ခါမှာတို့အစာသွတ်ထားတာလေးကို အရန်ကြီးပိန်မသွားအောင်ကြိုးကိုတင်းဆွဲเสียမှလို့နော်နည်းနည်းလေးပဲထိန်ပြီးဆွဲလိုက်ရတယ်လင်းငါချက်လောက်ကိုစိတ်ကြိုက်နှက်ပူပြီးတဲ့ခါမှာအချီလေးကိုဒီနားလေးကိုလာထားမယ်လာထားပြီးတော့တို့ကဒါလေးကိုနှစ်ပတ်လောက်ပတ်လိုက်မယ်ပတ်ပြီးတော့ ကျိုးကိုဒီကျိုးလေးနှစ်ခုကိုဒီမှာကွဲနေတာလေးကိုတို့ကပူးလိုက်နော်မပူးရင်လည်းရတယ်ဒါပေမဲ့အင်ဂျီပေါ်ရောက်ရင်တွဲရတာခတ်သွားမှဆိုလို့ဒီမှာပဲတစ်ခါလေးပူးလိုက်တော့ဒါဆိုရင်ကျိုးလေးနဲ့ကျိုးကိုကျိုးမျိုးလေးကျိုးရှေပေါ်မူတည်ပြီးတော့၃လေးချက်လောက်တွဲလိုက်ရတယ်ဒီမှာဆို၄ချက် ေးချက်ဆိုရင်送သွားပြီ။送သွားပြီဆိုရင်တို့ကဒီနားမှာအချီလေးကိုတွဲလိုက်တော့မယ်။အချီကိုတင်လိုက်တော့။အဲဆိုရင်ဒီမှာပစံတိပဲခြံလေးရပါတော့။နော်မလားဘက်မှာလည်းဒီမှာတသက်ရရက်ပဲခြေလေးရှုပ်ရှက်ခတ်မနေဘူး။လာပါကလေးဒီတိုင်း ။ဒါဆိုရင်ဝင်ဘတ်ချန်လေးကိုလုပ်မှာနော်။ဝင်ဘတ်ချန်လေးကိုလုပ်ဖို့အတွက်ဒုကကျိုးရဲ့ရှေကနော်ဒီလိုမျိုးလေးခောက်ရွေးချိုးထားပြီးတော့ဒီဘက်ကဒီပဇင်းကောင်းလေးထည့်ဖို့အတွက်ခွင်းက6စိတ်လောက်။နော်ဒီမှာ6စိတ်လောက်နေရာမှာတိုင်းပြီးတော့ဒုက3လေးချက်လောက်တွဲထားလိုက်မယ်။

အဲ့တော့ဒီဟာလေးကနေစာမှတ်မယ်နော်အဲ့ဒီအချီရလေးကနေဒီဘက်ကိုစာမှတ်မယ်သူကကြတော့ဒီခွင်းလေးကရှည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကိုသူ့ကိုတလက်မဝယ်မလို့တော့ပဲနဲ့တလက်မနဲ့နှစ်စိတ်နော်တလက်မနှစ်စိတ်နေရာမှာအမှတ်မှတ်မယ်အဲ့ဒီမှတ်ထားတဲ့နေရာကနေဒီဘက်ကိုကြတော့ဒီပဇင်းကောင်းဘတ်ချမ်းလိုပဲ၅စိတ်ပါအဲ့တော့မှတ်လိုက်မယ်မှတ်ပြီးသွားရင် ိုတွေပိုတဲ့ကြိုးတွေကိုဖြတ်လိုက်တော့ဒါဆိုရင်ဒီစင်းကနေစပြီးတော့ကြံသားတွေဒီပဇင်းကောက်ပိုက်ချမ်းအကုန်လုံးအတူတူပါပဲဒီဟာကသူကဖွားကြီးကျေဒီကအရှိရှိလိုချင်နေဆိုလို့ရှိရင်အခုဒီကြားထဲကတိုင်းထားတဲ့အတိုင်းတလမခွဲတလမနှစ်စိတ်အဲ့ဒီနေရာမှာနည်းနည်းပိုရှိရှိလေးတုံးလို့ရတယ် ခုကကြတော့တစ်ခုလုံးပေါင်းလိုက်တော့မှ3လက်မတတလေးပဲရှိမှာဆိုတော့တကြောင်မလို့ဒီမှာဒါလေးဆို3လက်မလေးဒီအတူလေးပဲသုံးချင်တဲ့အတွက်ကြောင့်မလို့ဒီတစ်လက်မခွဲတစ်လက်မနှစ်စိတ်ဒါလေးတွေပဲသုံးလားဒါဆိုရင်ဒီမှာအစာလေးတုတ်ပြီးသွားပြီနော်ဂျန်နဲ့စနေကအကုန်လုံးအတူတူပါပဲ

အယောင်တူရဲဆိုပေမဲ့လေတိချာကြည့်ရင်မတူဘူးဒီမှာတက်တက်ဆခွဲတာခဏခွဲတာတော့ဗောနော်ဒီမှာမပြည့်ပြတ်သေးတဲ့ဟာတွေလည်းအများကြီးရှိသေးတယ်ရှေ့ပိုင်းလေးကိုကြည့်ပြီးတော့ခွားကြီးကျယ်ဒီလုံလေးလေးကိုအဆင်ပြေကြပါစေနောက်ထပ်လေပညာဒါနအသစ်ကလေးတွေကိုတင်ပေးဖို့အားဖြစ်အောင်အတွက် channel လေးကို like and subscribe လုပ်ပြီးတော့ comment လေးတွေရေးခဲ့ပေးပါဦးနော်အားလုံးပဲ bye bye မှာ